ဇေယိုက်ဆိုးတွေကိုခောက်ရိုးကျိုးနေစေရအောင်ဇေယိုက်ဆိုးတွေကိုနှိပ်ကွက်ပြီးတော့တွန့်လန့်ဖယ်ရှားပြစ်ဖို့လိုအပ်တယ်တဲ့စိတ်ထဲမှာဖြစ်နေတဲ့ဇေယိုက်ဆိုးနှုတ်ထဲမှာဖြစ်နေတဲ့ဇေယိုက်ဆိုးကိုယ်အမူအရာမှာပေါ်လာတဲ့ဇေယိုက်ဆိုးဘယ်ဇေယိုက်ဆိုးအကျင့်မျိုးပဲဖြစ်ဖြစ်ရှိနေပြင်ပေးပြီးတော့ကောင်းတဲ့ဇေယိုက်တွေမွေးမြူဖို့ လိုအပ်တယ်အဲ့ဒီလိုကောင်းတဲ့ဆရာဆရာဆိုးတွေကိုဖယ်ရှားလို့ကောင်းတဲ့ဆရာတွေမွေးမြူမှသာလေအတ္တတမပဏိတိဆိုတာဖြစ်တာအဲ့ဒီလိုသူတော်ကောင်းဖြစ်အောင်ကိုယ့်ကိုကောင်းပြင်သွားနိုင်မှသူတော်ကောင်းဖြစ်တယ်ဘုရားလောင်းနေဆိုတာကောင်းပြင်လာတာရဟန္တာပုဂ္ဂိုလ်အလောင်းနေဆိုတာလည်းကောင်းအောင်ပြင်လာကြတယ် ရသဘုရားလက်ထက်မှာထင်ရှားပြီးတော့ကျွတန်းဝင်သွားတဲ့ပုဂ္ဂိုလ်တွေဟာတဘွားတည်းလှုပ်လာရတာမဟုတ်ဘူးကောင်းအောင်ပြင်းလာကြတာပြင်းလာလို့နောက်ဆုံးမှာအမားကင်းစင်သွားတဲ့အနေအထားမျိုးရောက်လို့ကျွတန်းဝင်သွားကြတာလေအဲ့ဒါလို့ကျွတန်းဝင်မှုအတွက်ကိုကိုရိုင်ကခုရဲပညာဆင်ညာရမှာလို့ဆိုတော့တတိထားဖို့လိုအပ်တာပေါ့ဒါအတ္တသမပဏိတိဆိုတာအဲ့ဒါပြော